တရုတ်နဲ့မွန်ဂိုလီးယားနိုင်ငံလိုအာရှလေပိုင်းနိုင်ငံတွေမှာအများဆုံးနေထိုင်တဲ့ဘိုးနှလုံးပါတဲ့ဘက်ထရီယန်ကလအုပ်တွေဟာရာသီဥတုဒဏ်တွေခံနိုင်ရရှိမှုနဲ့ထင်ရှားကြော်ကြားပါတယ်ဘက်ထရီယန်ကလအုပ်တွေဟာအာရတ်ကလအုပ်တွေလိုဘိုးတလုံးတည်းမဟုတ်ဘဲနဲ့အစီတွေသိုးလောင်ထားတဲ့ဘိုးနှလုံးပါရှိပါတယ်စောင်းရသည်မှာသူ့ရဲ့ထူတဲ့အမွှေးတွေနဲ့အေးဒဏ်ကိုခံနိုင်ပြီးတော့နွေရာသီမှာတော့အမွှေးတွေကျွတ်ပြီးအပူဒဏ်ကိုခံနိုင်ကြပါတယ်သူ့ရဲ့ကြီးမားပြီးမာကျောတဲ့ခြေဖွားတွေက တဲကနိုင်ရနဲ့ကြောက်ဆောင်နေပေါ်မှာကောင်းကောင်းလမ်းလျှောက်နိုင်ကြပါတယ်။မွန်ဂိုနဲ့တရုတ်နိုင်ငံမှာရှိတဲ့ဂိုဘီကန္တရာတွေမှာအများဆုံးနေထိုင်ကြပြီးတော့အာရှလေပိုင်းတချို့နိုင်ငံတွေရဲ့၆သိတဲ့ဒေသတွေမှာလည်းနေထိုင်တတ်ကြပါတယ်။နေရာဒီမှာအပူချိန်50ဒီဂရီစင်တီဂရိတ်ထိခန်းနိုင်ရရှိပြီးတော့ဆောင်းရသည်မှာတော့အနှုတ်60ဒီဂရီစင်တီဂရိတ်ခီခန်းနိုင်ရရှိကြပါတယ်။ရေတရဘက်များစွာရေမတောက်ဘဲနေနိုင်ကြပြီးတော့ရေတစ်ခါတောက်ရင်တော့ဂါလန်30ကျော်အထိကိုတစ်ခါတည်းတောက်နိုင်ကြပါတယ်။ သူ့ရဲ့နှာခေါင်းကအသက်ရှူရုံနဲ့မဟုတ်ဘဲနဲ့လေကိုပြန်စစ်ပြီးရေအဖြစ် recycle ပြန်ပြောင်းနိုင်ပါသေးတယ်။ဘိုးနှလုံးကအစီတွေကလည်းစားပြတ်တဲ့အချိန်မှာအဟာရအဖြစ်ပြောင်းလဲနိုင်ပြီးတော့သွေးလက်ပတ်မှုကိုကောင်းစွာအထောက်အထူပြုတဲ့အတွက်ကြောင့်ဆိုးဝါးတဲ့ရာသီဥတုံကိုလည်းခံနိုင်ကြပါတယ်။တရုတ်နဲ့မွန်ဂိုလီးယားနိုင်ငံတွေမှာနှစ်ပေါင်းထောင်ချီကလေးကတဲကန်နိုင်ရနဲ့တောင်နှန်းဒေသတွေမှာကုန်းချောင်းဟီသွာလာဖို့ကအသုံးပြုခဲ့ကြတာပါ။လေးလံတဲ့ကုန်ကြီးစည်းတွေနဲ့တနေ့ကိုမိုင်30ရာနဲ့40အထိတည်ဆောင်သွားနိုင်ကြပြီးတော့ ိုလာမကြီးမှာကုံသွေးတွေအတွက်အားထားရတဲ့တရဝါတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဘက်ထရီယံကလအုပ်တဲ့နို့ဟာလည်းနွားနို့ထက်ဗီတာမင် C နဲ့တန်တတ်တွေပိုမိုပါဝင်ပါတယ်။သူ့ရဲ့အသားကလည်းတရုတ်နဲ့မွန်ဂိုလီးယားမှာလူကြိုက်အများများတဲ့အစားအစာလည်းဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့အမွှေးတွေကိုစားရသည်မှာအေးအံကာကွယ်ဖို့အတွက်အဝတ်ထည်အဖြစ်လည်းအသုံးပြုကြပါတယ်။ယခုလက်ရှိမွန်ဂိုလီးယားနိုင်ငံမှာတော့ဘက်ထရီယံကလအုပ်တွေကိုပြိုင်ပွဲတွေမှာအလှမွေးမြူရေးအဖြစ်တံပိုးထားကြပြီးတော့ ကဘာလဲခီးသည်တွေကိုရိုးရကလောက်အုပ်စီခီးစင်မှာလဲအသုံးပြုကြပါတယ်ဒီကလောက်တွေဟာတဘာဝအရှောင်နှစ်20ကနေ40အထိအသက်ရှိကြပေမဲ့လဲမွေးမြူရေးတွေမှာတော့နှစ်50အထိတက်တန်ရှိကြပါတယ်ဒါပေမဲ့လူတွေရဲ့အနှောက်ရှက်တွေကြောင့်မြို့တုံးလူနီးပါးစီးရင်ထဲမှာပါဝင်လာပြီးလက်ရှိမှာတော့တရုတ်နိုင်ငံနဲ့မွန်ဂိုလီးယားနိုင်ငံမှာအကောင်ရေတစ်ထောင်လောက်ပဲကျန်ရှိနေပါတော့တယ်ကဘာကြီးရဲ့ဂေယစနစ်မှာလဲရေးပါတဲ့ဒီကလောက်တွေဟာထင်းထင်းဆောက်ရှောက်ဖို့လိုအပ်တဲ့သရဝတ်မိုးလဲဖြစ်နေပါတယ်